ကဲဦးဇင်းတို့ဒီနေ့မှာတော့တရဏဂုံဟာအင်မတန်မှကြီးကျယ်ခမ်းနားသောအလူဒါနာကြီးဖြစ်ပါတယ်ဆိုတာဆိုတဲ့အကြောင်းလေးကိုလာရောက်ပြီးတော့အားပြီးစကားပြောခြင်းဖြစ်ပါတယ်အဲ့တော့လောကမှာတချို့သောလူများကငါတို့တို့တွေဟာစီးပွားဥစ္စာအဖြစ်လည်းပဲနော်တိတ်ပြီးအဆင်မပြေဘူးတိတ်ပြီးတော့မပေါ်မများဘူးအရှံပဲမရှိတဲ့အတွက်ကြောင့်သူများတွေလိုလည်းပဲအများကြီးမလူနိုင်ဘူးဆိုပြီးတော့ဟိုတပားသူလူနေရတာကိုပဲ ကျေနပ်အားကျအားရနေရတာမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုသူပုံကူမျိုးတွေအတွက်ဦးဇင်းတို့တွေကသူများတွေလူနေတဲ့အရာတွေထက်ပိုပြီးတော့ကြီးကျယ်ခမ်းနားသောအကျိုးကို ပေးနိုင်တဲ့ကုသိုလ်ကိုကိုကိုတိုင်းနေစဉ်နေတိုင်းအချိန်တိုင်းအချိန်တိုင်းလုပ်လို့ရနေပါတယ်ဆိုတဲ့အကြောင်းလေးကိုလာရောက်ပြီးတော့ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဦးဇင်းတို့ဝေလာမသုတ်တံမှာဘယ်လိုဟောတယ်လဲမေးရင် အလူဒါနတွေထဲမှာစီးပွားဥစ္စာကိုစွန့်ပြီးတော့လူဒန်းတဲ့အလူဒါနတွေထဲမှာသဒ္ဒတိတသံဃာကိုရည်စူးရည်မှန်းပြီးတော့လူဒန်းအပ်သောအကြောင်းအလူဒီအမျက်ဆုံးလို့ဒီလိုဟောပါတယ်အဲ့တော့ဒီအကြောင်းအလူထက်မြတ်တဲ့အလူဘာရှိသလဲတရဏဂုံအလူဟာအကြောင်းအလူထက်ပိုပြီးတော့မြတ်ပါတယ်တဲ့ဘာကြောင့်အကြောင်းအလူထက်တရဏဂုံအလူကမြတ်တယ်ဟိုကစီးပွားဥစ္စာတွေအကုန်ကြခံလူတယ်ဒါလေးကတရဏဂုံလေးစောက်တီအောင်စောက်တီရတာဘာဖြစ်လို့မြတ်ရတယ်လဲမေးရင် เจ้าอลูဆိုတာကပြင်ပစီးပွားဥစ္စာတွေကိုစွန့်လွတ်လှူဒန်းရတာเนาะတရဏဂုံအလူဆိုတာကကြတော့အတ္တတဏိယာတနမိမိရဲ့အသက်မိမိရဲ့ခန္ဓာမိမိရဲ့ဘဝကိုအနှင်းလှူဒန်းပူဇော်ရတာဒါကြောင့်ပြင်ပစီးပွားဥစ္စာတွေကိုစွန့်လွတ်လှူဒန်းရတာ ਨੇ ကိုယ်အသက်ကိုယ်ခန္ဓာကိုယ်ဘဝကိုစွန့်လွတ်လှူဒန်းရတာ ਨੇ ဘယ်ဟာပို့ပြီးတော့မြတ်တယ်လဲဆိုရင် ကိုဘဝကိုအသက်ကိုခန္ဓာကိုစွန့်လွတ်လှူဒါန်းရတာပုံမြတ်တာပေါ့ဒါကြောင့်ကြောင်းအလှထက်တရဏဂုံအလှကပို့ပြီးတော့အကျိုးကျေးဇူးကြီးတယ်လို့မြတ်စွာဘုရားကဒီလိုမိန့်တော်မူခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဦးဇင်းတို့တရားတော်မှာငါတို့အများကြီးအကုန်ကြခံမလှနိုင်ဘူးဆိုပြီးတော့အားမငယ်ပါနဲ့ဝမ်းမနေပါနဲ့စိတ်ဓာတ်မကြပါနဲ့နေ့စဉ်နေ့တိုင်းဘုရားတပည့်တော်ဤအသက်နဲ့ခန္ဓာကိုယ်ဘဝတစ်ခုလုံးကိုဘုရားတရားတန်ခါယရနာ၃ပါးအား အနှင်းလူဒန်းပူဇော်ပါဤဖရာလို့ကြည်ကြည်နူးနူးလေးနဲ့နေ့စဉ်နေ့တိုင်းယရနာသုံးပါးကို အနှင်းလူဒန်းပူဇော်နိုင်ကြမယ်ဆိုရင်ဦးဇင်းတို့တက္ကရာကမများနေ့စဉ်နေ့တိုင်းငွေကုန်ကြီးကြမများပဲအချိန်မကုန်လူမပင်ပန်းပဲနဲ့အင်မတန်မှအကျိုးကျေးဇူးကြီးသော ကုသိုလ်ကောင်းမှုကြီးကိုရရှိနေမှာ ဖြစ်ပါတယ်။ဒါကြောင့်အားလုံးတက္ကရာကမများမိမိတို့ရဲ့ အသက်ခန္ဓာဘဝကိုရင်းပြီးတော့နေ့စဉ်နေ့တိုင်းတရဏဂုံကိုစောင့်တည်လှူဒန်းကြဖို့လာရောက်တိုက်တွန်းပါတယ်အလုံးကိုစိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေအန္တရာယ်ကင်းကြပါစေ